မံကိန်းနဲ့ဗန်နာယီဝင်ကြီးဌာနကနေ2018ခုနှစ်ပြည်ပကမော်တော်ယာဉ်တင်သွင်းသောစီးကြက်တံမိုး CIF ဈေးတွေကိုဖေဖော်ဝါရီလ1ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။အသစ်ထုတ်ပြန်လိုက်တဲ့ CIF တံမိုးနှုံထားတွေမှာ 1350cc နဲ့အောက်ရှင်တွေနဲ့လျှက်စစ်ကားတွေဘေးရင်အုပ်စုကိုမဆိုမော်ရန်ယီယာ2017ကနေ2015အထိ CIF ဈေးနှုန်းကိုအရင်တိုင်းအမေရိကန်ဒေါ်လာ9000ဒါဖြစ်ပြီးအရင်တိုင်းအပြောင်းအလဲမရှိသတ်မှတ်ထားပါတယ်။ အဲ့လို1350 cc နဲ့အောက်ရှင်တွေရဲ့ CIF ဈေးတွေကိုပုံမှန်အတိုင်းသာသတ်မှတ်လိုက်ပေမဲ့2017ကနေ2014အထိရှင်တွေဆိုတာက14ကပ်ဖို့လိုတာ2015မော်ဒယ်ရှင်တွေကိုဘယ်မောင်းတွေကိုသာတင်သွင်းခဲ့ပြုမှာဖြစ်တာကြောင့်ဂျပန်ကားတွေကိုတင်သွင်းမှုမဖြစ်နိုင်တော့ပဲဥရောပဒူဘိုင်းတို့ကနေဈေးနှုန်းအမြင့်နဲ့ဝယ်ယူရနိုင်တာ အထူးကုန်စည်ကို20ရာခိုင်နှုန်းဆောင်ရမှာတွေကြောင့်ကားသွင်းမယ်ဆိုပါကဈေးကတော့များသွားမှာပဲဖြစ်တယ်လို့မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရင်းနဲ့ဖြန့်ဖြူးရောင်းချရေးအသင်းဒုတိယဥက္ကဋ္ဌဥယျာဉ်မြို့အောင်ကအခုလိုသုံးသပ်ထားပါတယ်။ဘယ်မောင်းစတော့တယ်ပဲဘိုးတို့ကဒီကားစည်းနှင့်ပါလိမ့်မယ်။ဆိုလိုတာဒီယူရိုကနေသွင်းရမယ်။တခြားဒီဒူဘိုင်းလိုအောင်သွင်းရမယ်ဆိုရင်ဒီ2015ဘယ်မောင်းကားတွေကဒီဂျပန်ကားတွေဆိုင်စီအများကြီးများပါဘောနော်။ဂျပန်မောင်းမှာဟိုဘလော့ရှင်းမယ်ဆိုတော့ ဟောရန်ဒီငါသိန်းဆိုရင်မောင်ဝီသိန်း50 60ကဒီဒီလိုပတ်မှာဆိုလို့တို့ရှင်ဒီပင်ပေါင်းကားရာဒေါ်လာတစ်ပေါင်းဝဲလောက်ရှိတာပေါ့နော်ဟုတ်ကဲ့ဟိုမှာနှစ်သသုံးသလောက်ပို့ပြီးတော့ညားတယ်ဘယ်လိုပဲဖြစ်ဖြစ်ကားကြီးကတော့သိမ်းမဲ့ဆိုလို့ဆိုရှင်ညားမှာပဲနောက်တစ်ခုကပါလဲဆိုတော့ဒီအထူးကုန်စီကုန်ပေါ့နော်အထူးကုန်စီကုန်20ရာခိုင်နှုန်းဖြတ်ပြီးတော့ပြီးရမယ်ဒီ1000 cc ကားလေးတွေပါပေါ့နော်အခုဆိုရင်ဒါမကောက်ဘူးပေါ့ဒီ custom duty နဲ့ commercial tax ပဲကောက်တယ် ဒီအထူးကုန်စည်ကုန်ကကြတော့ဒီ2.0အထက်ကိုပဲအခုကကောက်တော့ပေါ့နော်ဒါပေမဲ့မရတော့ဘူးသူကရှင်းနေဒီရှင်းနေတော့ဒီနှစ်ပေါ့နော်ဒီနှစ်ဒီအပတ်တည်းနဲ့လည်းစပြီးအထူးကုန်စည်ကုန်ဒီ20ရာခိုင်နှုန်းတက်ပြီးတော့ကောက်မယ်ဆိုတော့ဘလူးဘက်စ်ပြင်လာမယ်ဆိုရင်0.3ပြင်လာမယ်ဆိုဆိုရှင်ဒီ30%ဒီ special comma set ကတော့ပို့သွားနိုင်တယ်ပို့သွားမယ်ဟိုမှာ7.4ပေါ်တယ်ဆိုရင်တော့ဒါ7 လိုမယ်အဲ့လိုမျိုးဒီနောက်စာကားဆိုလို့ဆိုရင်တော့ဒါပေမောင်းဖြစ်သွားမယ်ပေါ့နော်ပေမောင်းဆိုတော့ကားစင်းသားပါမယ်ဆိုတော့ခြုံပြီးတော့သုံးသပ်မယ်ဆိုလို့ရှိရင်0.3တတိယအနည်းဆုံး180 180ဒီ200ဝန်းကျင်လောက်ဖြစ်သွားတယ် ဟိုစီးနှုန်းကတော့မြင့်တော့မှာတော့ဆာစီတာတော့ဖြစ်ပေါ်ပေါ့နော်။ဒါပြေအရင်ဝယ်ထားတဲ့ကားတွေက6လပိုင်းမှာအပြီးမှတ်ပုံတင်ရမှာမျိုးတွေကြောင့်ကားဟောင်းဈေးတွေကိုလျှော်ယောင်းရတာမျိုးတွေရှိနေပေမဲ့သွေးလာမဲ့ကားသစ်တွေနေရာယူလာတဲ့အချိန်ကြာရင်တော့ကားဈေးတွေထိုးတက်သွားနိုင်တယ်လို့လည်းဥယျံမြို့အောင်ကသုံးသပ်ပါတယ်။ဆောဆာဒီဆောလောက်ကပြင်လာတဲ့စီလီကာတွေကလည်းပဲဟိုအလောင်းဆောင်တုံးထဲမှာကျန်နေကြ။ဒါတော့ဒီကားတွေကဒီ6လပိုင်းအပြီးကိုဒါအပြီးကောင်းရမယ်ပေါ့နော်။အပြီးဒါမှတ်ပုံနေရမယ်ဆိုပြီးတော့အိမ်ဘွာနာမရှိတော့ ါဒီကလည်းသူ့တော်ကုန်နေတာရှိရတာလည်းတော်တော်ခက်ခဲရောင်းနေတဲ့အနေအထားရှိတယ်။သူ့ဟာလည်းဒီတိုင်းတစ်ပိုင်းလေးတွေလည်းပဲဒီဟိုငွေမနိုင်တဲ့အနေအထားရှိတာပေါ့။မနိုင်တော့ဒီမထမ်းနိုင်တော့ဒါဆော့ဆော့ပြီးကောင်းနေတဲ့ကားပြရတဲ့တီးနဲ့လက်ရှိမှာလက်ဆင်းနေတဲ့အနေအထားရှိတာပေါ့။အဝယ်နဲ့တောက်နေတာပေါ့။အဲ့လိုမျိုးလေးရှိတယ်။ဒါတော့လက်တော်ကြီးကွက်ချင်နေပေါ့နော်။နောက်ဒီ၃လ၅လ၆လလောက်နေလို့ဆိုရှင်တော့ဒီတွင်းလာမဲ့ကားကြီးကနေရာယူလာတဲ့မှာပေါ့နော်။အေးချမ်းတော့ ေရာကြီးပါမယ်ဆိုလို့ဆိုရင်လက်ထဲမှာလည်းပဲဒီကားရည်နေပါမယ်ဆင်းလာတဲ့ဈေးရည်များပါမယ်ဆိုတော့ဒီရှေ့ပိုင်းမှာတော့ဟောဒါဒီဒါမဲ့လောင်းလာပါတော့နော်မှန်းလာတော့ဒါတော့ဟိုဈေးကတော့ဘယ်လိုဖြစ်တော်တော်လေးကိုရင်းသက်ပါမယ်အဲ့ဒါရှိတာပေါ့လက်ရှိထုတ်ပြန်လိုက်တဲ့အမေကြီးညာစာအရာပြည်ပကနေမော်တော်ရည်တင်သွင်းခြင်းအတွက်မော်ရယ်ယာသတ်မှတ်တာကို consignment စနစ်အပါအဝင်ရေဝင်ဟောင်းအစီအစဉ်မှာလူစီးမော်တော်ယာဉ်တွေကို 2012ခုနှစ်ကနေ2014ခုနှစ်အတွင်း1350 cc နဲ့အောက်လူစီးယာဉ်တွေကို2012ခုနှစ်ကနေ2018ခုနှစ်အတွင်းကုန်တင်ယာဉ်တွေကို2009ခုနှစ်ကနေ2014ခုနှစ်အတွင်းခရီးသည်တင်ယာဉ်တွေကို2009ခုနှစ်ကနေ2014ခုနှစ်အတွင်းစောင်းရွက်ရမှာဖြစ်ပါတယ်။